ုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်အနေနဲ့ဒါသမ္မတဦးသိန်းစိန်အစိုးရရဲ့ဒီသမ္မတကြီးရဲ့ပြောရေးဆိုခွင့်ရှိသူအစိုးရအဖွဲ့ရဲ့ဒီပြန်ကြားရေးဝန်ကြီးဌာနရဲ့ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဒီပြန်ကြားရေးဝန်ကြီးဦးရဲထွန်းနဲ့ကျွန်တော်တွေ့ဆုံပြီးတော့အစိုးရအစိုးရအဖွဲ့ရွေးကောက်ပွဲအကြိုကာလအခြေအနေတွေနောက်သမ္မတကြီးရွေးကောက်ပွဲဝင်မွေးစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ့ဆုံမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဝန်ကြီးခင်ဗျာမင်္ဂလာပါ ဟုတ်ကဲ့ဗျအခုဒါပထမဆုံးအနေနဲ့ဒီကျွန်တော်တို့ရဲ့တွစ်ဆုံမေးမြန်းမှုကိုပေါ့နော်လက်ခံပြီးတော့ဖြေကြပြီးတဲ့အတွက်ဝန်ကြီးကိုကျေးဇူးအထူးတင်ရှိရအောင်ကျွန်တော်တို့ပြောချလိုက်ပါလားဗျာပထမဆုံးကျွန်တော်တို့သိကျင်တာကတော့ဒါနိုင်ငံတော်တမတားကြီးပေါ့နော်ဒါလာမယ့်ရွေးကောက်ပွဲကလည်းအဲရက်ပိုင်းအဲလပိုင်းအလိုပဲကျန်ရှိတော့တာဖြစ်တဲ့အတွက်တမတားကြီးရွေးကောက်ပွဲဝန်ကြီးမှုဝန်ကြီးရလည်းအများပြည်သူတွေကသိရှိလိုကြတဲ့အတွက်အဲ့ဒီကိစ္စလေးကနေစပြီးတော့ကျွန်တော်တို့သိကျင်ပါတယ်ခင်ဗျာဝန်ကြီးဗျာဒီမှာပိုင်းပိုင်းပါတော့တကူတော့ရွေးကောက်ပွဲဝင်ခြင်းနဲ့ဟိုတမတားဖြစ်လူတရတက်တန်းကိုဆက်လက်တော်ဝန်ထမ်းဆောင်ခြင်းပါ တော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေအရကတော့ရွေးကောက်ပွဲဝင်ခြင်းဝင်ခြင်းဟာတမနာဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ခြင်းပုံမှာဘာမှအကျိုးသက်မှုမရှိဘူး။ဘာလို့လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရမျိုးသားလွတ်တော်နောက်ပြည်သူလွတ်တော်နဲ့တပ်မတော်သားကိုယ်စားရေးအဆိုပြုတဲ့အခါမှာလွတ်တော်ကိုယ်စားရေးတွင်ကဖြစ်စေလွတ်တော်ကိုယ်စားရေးမဟုတ်သူဖြစ်စေကိုအဲဒုတိယတမနာလောက်ဖြစ်တဲ့အဆိုပြုလို့ရတာ။ဒါမှမဟုတ်ပထမဆုံးပြောချင်တာတော့ဒီနှစ်ခုကတရားစီကိစ္စပြောချင်ပါတယ်။နောက်တစ်ခုကတော့ရွေးကောက်ပွဲဝင်မယ်ဝင်မှုဆိုတာကတော့ လာကျွန်တော်တို့20နေမှာစပြီးတော့မှပုံတင်လို့ရပြီပေါ့ဩဂတ်လတွင်မှာကျွန်တော်တို့ရှင်းရနေတင်ပါလေကျွန်တော်တို့မဲစင်ဟိုကိုယ်စားလုံးစင်ပိတ်မှာပေါ့အဲ့ချိန်တုန်းကခင်ဗျားတို့သိအောင်ပေါ့လေဟုတ်လားဒုတိယတက်တန်းတို့ဆက်တက်တော့ထန်းဆောင်မှာထန်းဆောင်ဆိုတော့တမန်ကြီးကဒါသူအတိပေးတဲ့အချိန်ကျရင်သူအဆုံးမြတ်ချက်ကိုပြည်သူအတိပေးမှာပေါ့ ဟုတ်ကဲ့ပါခင်ဗျာဆိုတော့ဒီတမ်တာကြီးအနေနဲ့ကောဒီခုနကတော့ဝင်ကြီးကတော့ပြောသွားပါတယ်ဗျဝင်ရင်းမဝင်ရင်းနဲ့တော့မသက်ဆိုင်နိုင်မဲ့ရွေးကောက်ပွဲမှာအဲတမ်တာကြီးကိုမဲဆန္ဒပေးလို့ရပြည်သူတွေကလည်းရှိကောင်းရှိနေနိုင်ပါတယ်ဗျဆိုတော့ဒီပြည်သူတွေအတွက်ကိုဆိုလို့ရှိရင်ဝင်ကြီးပါများပြောကြလို့ရမှာများရှိပါအောင်လေဗျတမ်တာကြီးဂျပန်နိုင်ငံမှာပြောခဲ့သလိုပေါ့နော်ဒီသူ့အနေနဲ့တိုင်းပြည်ရဲ့အခြေအနေနဲ့ပြည်သူရဲ့ဆန္ဒကိုအလေးနဲ့ထားပြီးတော့စဉ်းစားမယ်လို့ပြောခဲ့တာပေါ့နောက်တစ်ခုကတော့ပြည်သူတွေလည်းမဟုတ်ပါဘူးဒီကနောက်ပိုင်းကျွန်တော်တို့ဒီရွေးကောက်ပွဲနှီးတာနဲ့အများ လူတွေကမြန်မာနိုင်ငံပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ရှိရင်ဘယ်ဟာကိုပိုပြီးတော့မှစိုးရင်လာကြတယ်ဆိုတော့နှစ်ခုပေါ့နော်ပထမတစ်ခုကတော့ရုပ်ောက်ဝယ်မတိုင်ခင်ဂျာကာလာနိုင်ငံရဲ့အခြေအနေတည်နေမှုလူတွေကစိုးရိမ်မှုရှိတယ်အဲ့လိုပဲ2015ရုပ်ောက်ဝယ်လွန်ကာလမှာလက်ရှိရထားတဲ့အောင်မြင်မှုတွေနဲ့တည်နေမှုတွေကိုဆက်ပြီးတော့ထိန်းသိမ်းသွားနိုင်ပါမလားအဲ့လိုပဲမြန်မာနိုင်ငံပြင်ပြောင်းလဲမှုမှာယုံကြည်မှုရှိနေတဲ့နိုင်ငံတကာရဲ့ယုံကြည်မှုကိုဆက်ပြီးတော့ထိန်းသိမ်းထားနိုင်စွမ်းရှိပါမလားဆိုတော့ စိုးရိမ်မှုလည်းရှိတာ။အဲ့ဒီခါမှာအဲ့ဒီစိုးရိမ်မှုတွေကအခြေခံပြီးတော့မှဒီဟာတွေပေါ်မူတည်ပြီးတော့မှတမရာကြီးကိုတော့ဆက်ပြီးတော့ထမ်းဆောင်စေခြင်းနဲ့ဆိုတဲ့ပြည်တွင်းကပြည်သူတွေရဲ့ပြောဆိုချက်တွေရှိသလိုနိုင်ငံတကာပြောဆိုမှုတွေရှိတာပေါ့။တခြားလူတွေကိုဖြစ်စေခြင်းနဲ့တွေ့ရှိတာပေါ့။တိုးတော့ဘာပဲပြောပြောဒါတွေအားလုံးတော့တမရာကြီးကအလေးနဲ့ထည့်ပြီးစဉ်းစားမှာပါ။ဟုတ်ကဲ့ပါခင်ဗျာဆိုတော့ခင်ဗျာဒီရုပ်ောက်ပွဲပြီးတဲ့နောက်ပိုင်းဒီအုတ်ချုပ်ရေးအာနာဒီ ပြန်လည်ပြီးတော့ဒီအသက်ဝင်ပြီးတော့ကျင့်သုံးနိုင်ရေးအတွက်ကိုလက်ရှိအစိုးရအဖွဲ့အနေနဲ့အဲဖွဲ့စည်းပုံအခြေခံဥပဒေအရဘယ်လိုမျိုးတွေများစီမံပြီးတော့ဆောင်ရွက်နေတာမျိုးတွေများရှိမလဲပေါ့နော်ဒါတွေကိုလည်းအများပြည်သူကစိတ်ဝင်စားကြနေပါတယ်ခင်ဗျာဝန်ကြီးပြအဲ့ဒါလေးလည်းကျွန်တော်တို့ရှိရေကော့ပွဲမတိုင်ခင်ကာလဆိုရင် တော့ကျွန်တော်တို့ကတက်ကတော့ခုနခင်ဗျားကိုပြောသလိုပေါ့နော်လွတ်လပ်ပြီးတရားမျှတတဲ့ရေကော့ပွဲဖြစ်ဖို့အတွက်လိုအပ်တဲ့အခြေအနေအားလုံးကိုကျွန်တော်ဖန်တီးနိုင်ဖို့စူးစမ်းနေတာပေါ့အဲ့ဒါတွေကကျွန်တော်တို့မှတည်ငြိမ်အကြံမှုရှိရမယ်ဒါမှမဟုတ်ကျွန်တော်တို့ငြိမ်ငြိမ် အပြစ်ကရဲ့စိတ်လက်မှတ်အများဆုံးထိုးနိုင်အောင်ကျွန်တော်လုပ်မှာနှစ်ကတော့ကျွန်တော်တို့ကခုနပြောသလိုပေါ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့တရားဥပဒေစိုးမိုးမှုရှိအောင်ကျွန်တော် လုပ်နိုင်ရှိတယ်ပြီးရင်တော့သမရိုင်းရဲ့အချိန်ကြီးပြောခဲ့သလိုပဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ကျွန်တော်တို့အတတ်နိုင်ဆုံးကျွန်တော်တို့တိုးမဆောက်ရမှာဒါကတော့ရွေးကောက်ပွဲမတိုင်ခင်ကာလမှာကျွန်တော်လုပ်နာနောက်တစ်ခါကျွန်တော်တို့အဲ့ဒီကိစ္စမှာပဲကျွန်တော်တို့ပြည်ချိုင်းဝန်ထမ်းတွေပြောမယ်ဆိုတော့နိုင်ငံပိုင်းမီဒီယာတွေအားလုံးကရွေးကောက်ပွဲသတင်းရေးတဲ့အခါမှာကျွန်တော်ဘက်မလိုက်ဖက်နဲ့ဒီကြကြားနေပြီးတော့မှ ပြည်သူတို့တရင်ချက်လက်ပြနေကိုကျွန်တော်တို့ပြင်ဆင်နေတယ်။ဒါကတော့ရွေးကောက်ပွဲမတိုင်ခင်ပေါ့။ရွေးကောက်ပွဲပြီးလို့ရှိရင်တော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကပေါ်ထွက်လာတဲ့အဖြစ်ကိုကျွန်တော်တို့အလုံးလက်ခံမှာပေါ့။အဲ့တော့နောက်ဘဒူဝဲဆက်ပရတာဝန်ယူသူဖြစ်စီသူ့ကိုကျွန်တော်စနစ်ကျပြောပြောင်းပြနေကိုစောင့်ရွက်သွားမယ်။အဲ့အတွက်ဘာတွေလုပ်နေလဲလို့ပြင်တိတ်ကတော့ကျွန်တော်တို့အရင်ဆိုးရဆက်ဆက်ကကြံခဲ့တဲ့ဆင်းဆင်းကန်ကွက်ချက်တွေကျွေးကြံလို့ပြစ်ဆပ်မှုတွေကိုကျွန်တော်တို့ပြပြအောင်ကျွန်တော်ဖြည့်ရှင်းနေတယ်။ဒုတိယချက်ကတော့ကျွန်တော်တို့အနေနဲ့ ျွန်တော်တို့အထက်မှာဖြည့်ရှင်းလို့မရနိုင်လို့ဘူးအချိန်မမီတော့ဘူးဆိုတဲ့ကိစ္စတွေကိုနောက်လူတွေဆက်ပြီးမှဖြည့်ရှင်းနိုင်ဖို့အတွက်လိုအပ်တဲ့ institution တွေအခြေခံမူပေါင်းတွေဥပဒေတွေ new တွေကိုကျွန်တော်ပြပြအောင်ကျွန်တော်လုပ်တယ်ဒါကတော့ကျွန်တော်ဆောင်ရွက်နေတဲ့အခြေအနေဟုတ်ကဲ့ပါခင်ဗျာဒီအစိုးရဖွဲ့ရဲ့ကြွေးကြံကိစ္စတွေနဲ့ပတ်သက်ပြီးတော့เนาะပြီးခဲ့တဲ့အဲရပိုင်းကလည်းလွတ်တော်အစည်းအဝေးထဲမှာအဲဒီဝန်ကြီးတွေနဲ့ဝန်ကြီးရေလုံငန်းနဲ့ဂျေလက် ဖွံ့ဖြိုးရေးဒီဝန်ကြီးဌာနကနေပြီးတော့ကြွေးကြံကိစ္စတွေလည်းဒါဟိုကြည်ကြပြတ်ပြတ်ဆွေးနွေးခဲ့တာမျိုးတွေကိုလည်းကျွန်တော်တို့ကြားခဲ့ရပါတယ်ဗျာနောက်ထပ်လည်းတခြားဝန်ကြီးဌာနတွေမှာလည်းကြွေးကြံနေအများပြားရှိနေတာမျိုးလည်းအဲကျွန်တော်တို့ဒီလွတ်တော်ကိုတင်ပြတဲ့အစီရင်ခံစာကိန်းဂဏန်းတွေအားကျွန်တော်တို့သိရပါတယ်ဗျာအဲကိစ္စမျိုးတွေကိုတော့တမတားကြီးဥဆောင်တဲ့အစိုးရအဖွဲ့အနေနဲ့အဲလာမယ့် အစိုးရအပေါ်မှာဒီကြွေးကြံနေဆက်လက်ပြီးတော့ဟိုလက်ဆင့်ကမ်းပြီးတော့မတည်သွားရအောင်ဘယ်လိုတွေများဆောင်ရွက်သွားဖို့တွေများရှိမလဲပေါ့နော်အဲ့ဒါလည်းသိလို့ပါတယ်အဲ့ဒီကိစ္စမပြောခင်ကျွန်တော်တို့ဒီသမလာကြီးတာဝန်ယူရဲခါမှာပေါ့နော်သမလာကြီးကနိုင်ငံမှာပြည်ပြောင်းလဲဆောင်ရွက်ဆိုဒီလို့ပို့ဆုံးဖြတ်တဲ့အချိန်မှာသမလာကြီးရဲ့ခံယူချက်ကိုကျွန်တော်အရင်ပြောချင်ပါတယ်တမလာကြီးရဲ့ခံယူချက်ကတော့ဒီပြည်တိုင်းပြည်မှာပြဿနာတွေရှိနေတယ်အဲ့တော့ပြည်ပြောင်းလဲလုပ်ရမယ်အဲ့တော့ဒီပြဿနာတွေအတွက်ဘယ်သူမှအပြစ်တင်ဖို့သူမစ조사ဘူး ဘာလို့လဲကျွန်တော်နိုင်ငံရဲ့ပဋိပက္ခတွေကလွတ်လပ်ရေးမရခင်တည်းကတချို့ကိစ္စတွေအခြေခံခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်ပေါင်း60ကျော်လောက်ဖြစ်နေတဲ့လက်နက်ကိုင်ပဋိပက္ခနိုင်ငံရေးပဋိပက္ခစီးပွားရေးပြဿနာကြားထဲမှာအနည်းနဲ့များတောင်းဝန်ရှိကြတာပဲပါဝင်ပတ်သက်တဲ့အားလုံးကတောင်းလို့တမရရဲ့အပြစ်တင်ဖို့မစိုးစားဘူးပြဿနာကိုသိအောင်စူးစမ်းမယ်သူတို့ထက်မှအတတ်နိုင်ဆုံးဖြေရှင်းနိုင်အောင်ဒီလိုခဲ့မယ်မဖြေရှင်းနိုင်ဘူးဆိုရင်နောက်တူဖြေရှင်းနိုင်ဖို့တော့လိုအပ်တဲ့ခုနကကျွန်တော်ပြောခဲ့တဲ့အခြေခံအဆောက်အအုံတွေပေါ့နော်ဒီ foundation တွေကျွန်တော်ချခဲ့တယ်ဒါကသူ့ရဲ့ ဲ့တော့ခင်ဗျားပြောတဲ့ကျွေးကြံနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်ရင်းနှီးဒုတိယဝန်ကြီးဘော်တော်ကအဲကျွေးကြံရှင်တဲ့ကော်မတီမှာကျွန်တော်ပါပါတယ်အဲ့တော့ကျွန်တော်ကဘာလို့လုပ်နေလဲဆိုတော့တမရိုင်းရဲ့ဘူကအစိုးရတစ်ခုဖြစ်လာလို့ရှိရင်အရင်အစိုးရရဲ့ကောင်းမွေဆိုးမွေအားလုံးလက်ခံပါပဲသို့တော့ကျွန်တော်တို့ကသူများကိုပြန်လွှဲတဲ့အခါမှာတော့တတ်နိုင်သမျှအကောင်းတွေပဲလွှဲချင်တယ်တောင်းလို့အရင်အစိုးရဆက်ဆက်ကဖြည့်ရှင်းဖို့ကြံနေတဲ့ဒီကျွေးမီပြဿနာတွေစင်းစစ်ကောင်းွက်ချက်ပြဿနာတွေအားလုံးကျွန်တော်တို့ပြီးပြအောင်ဖြည့်ရှင်းမယ်ဆိုတော့ကျွန်တော်တို့လုပ်တယ်အဲ့တော့ဒီကနေ့လွှတ်တော်မှာ စင်စစ်ကံကွက်ချက်ဟိုစင်စစ်ချုပ်ရုံးကတင်တဲ့အစင်ခံစားထဲမှာပါနေတဲ့ကျွေးကြံနေစင်စစ်ကံကွက်ချက်တွေဆိုတာကကျွန်တော်ထင်တယ်လေ60ခန့်ကလုံးကအရင်ဆိုးရလက်ထက်ကဥမာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လေသမားတွေစီပြန်ရမယ်စိုက်ပျိုးစိတ်လိုဟာမျိုးဆိုရင်လမ်းစစ်ပါတီစီပါတာပေါ့အများစုကတော့ကျွန်တော်တို့ဒီဘက်တက်မလို့ဆိုးရစားတဲ့88 89လောက်ကဟာတွေကိုအစစ်စစ်တာဝန်ယူလာခဲ့တဲ့ဝန်ကြီးတွေကမဖြစ်ရှင်းမနဲ့ထားပြခဲ့ကြတယ်ဘာဖြစ်လို့ထားခဲ့လဲဆိုတော့အဲ့လုံက ။အလားတမဲဝင်ဝင်တဲ့ယောက်ကအလို့သမားလုပ်တယ်သူ့ကိုအရေးယူလိုက်တယ်ဆိုရင်သူ့ကြောင့်ဆုံးရှုံးသွားတဲ့ငွေကိုပြန်ရအောင်တောင်းရမယ်။မိုက်တောင်းနိုင်မှုဆိုရင်အဲ့ဒါကိုစင်းစစ်ပယ်ဖြတ်ဖို့အတွက်ခုံယုံလို့ဘလို့မလား။အစိုးရဘက်ကိုတင်ရမယ်။သို့တော့အစိုးရဘက်တင်မယ်ဆိုရင်ကိုချုပ်ကြီးသိမယ်။သိမယ်ဆိုတော့ကျွန်တော်တို့ခြံထားခဲ့တာပေါ့။ဒီလိုကိစ္စတွေကအများကြီးဖြစ်လာ။ဥပမာဆိုတော့ဗျာခင်ဗျားသိမယ်ပန်းစိုးရမ်းမှာဒီကုံတွယ်လေယာယုံကြီးမိလောင်သွားတာ။အဲ့ဒီဟာကြီးမိလောင်သွားခဲ့တဲ့ပစ္စည်းတွေရဲ့ဆုံးရှုံးမှုတန်ဖိုးကခုရက်ထိမဖြေရှင်းရဘူး။အဲ့တော့အဲ့လိုကြီးမားတဲ့အရာကြီးတော့မဖြေရှင်းအောင်ဆိုရင်အသေးသေးကိစ္စတွေကအများကြီးကျန်တယ် တော့ကျွန်တော်တို့လည်းအဲ့ဒါတွေကိုကစဉ်းစားကောင်းဝတ်ချက်တွေမှာဟိုလုံးနဲ့နှစ်ဆက်ဆက်ပါခဲ့ပြီးသားသို့တော့ဟိုလုံးကဘလို့ဖြစ်ခဲ့လဲဆိုတော့အခုလိုမျိုးစဉ်းစားချုပ်ရဲ့အစီအကံသာကလူကြီးရဲ့စီအပြေဝမရောက်ဘူးပေါ့ပြီးရင်ပြည်သူတွေတိအောင်လည်းမချပြအောင်မချပြတဲ့ခါကျတော့တက်ဆိုင်ရဝန်ကြီးဌာနကိုပြောလိုက်တဲ့ခါကျတော့ဝန်ကြီးဌာနတွေကဘာကိုပြောလဲဆိုတော့နောက်နေ့ကျရင်ဖြည့်ရှင်းမှမယ်နောက်နေ့ကျရင်ဖြည့်ရှင်းမှမဆိုဂရုပဲပေးလက်မှတ်ထိုးပြီးတော့တည်ဆောင်လာခဲ့တယ်လို့ကျွန်တော်ဖြည့်ရှင်းရတယ်အထို့တော့လွတ်တော်ထဲမှာဆွေးနွေးတဲ့ခါကျတော့ကျွန်တော်ဘာကိုသတိတော်ပြုမိလဲဆိုတော့လူတို့လူအလုံးလူတို့က ါတွေကဘယ်တော့မှဖြစ်ခဲ့ပါလေလို့မပြောဘဲနဲ့စွန့်နေတဲ့ခါကျတော့ကျွန်တော်တို့မီဒီယာတွေကရေးတဲ့ခါမှရောဖတ်တဲ့ပြည်သူတွေနားထောင်တဲ့ပြည်သူတွေကရောဒီဟာကျွေးတဲ့အလုံးကသမရဦးသိန်းစိန်စိုးရလက်ထက်ချက်မှဖြစ်တယ်လို့ထင်သွားကြထင်သွားတဲ့ခါမှကျွန်တော်တို့ပြင်ပြောင်းလိုက်ပုံမှာတန်တရားတွေဖြစ်ကုန်တာပေါ့ဒါအောင်လို့ကျွန်တော်ကတော့ဒီဝိမေနရေလုံးမှာဝင်ထနာ39ဘီလီယံဖြစ်တဲ့ခါမှကျွန်တော်ကရှင်းပြတာဒါသည်ဟာအရင်ဝင်ကြီးဖြစ်တဲ့ဥမ္မောင်းတိန်လက်ထက်ကဖြစ်ခဲ့တဲ့ကျွေးမီကျွန်တော်တို့ကရအောင်တောင်းပေးတဲ့ဟာပဲဖြစ်တယ် တကယ်တမ်းပုံနေပြောကျွန်တော်တို့အဲ့လိုတောင်းလာတော့မှဟလာအဘကသုံးနဲ့ဆွဲတဲ့ခါမှာအဘကသုံးနဲ့မဆွဲပါနဲ့ဆိုတော့မှလွတ်တော်တဲကနေပြောမှတမန်ရေးစီကိုစာရေးတောင်းဆိုတာတော့ရှိတယ်။ဆိုတော့ဒါမှမဟုတ်ကျွန်တော်ကဒါတော့ပြည်သူတွေသိတဲ့နယ်ထင်လို့ကျွန်တော်ကဒီနေ့သတင်းစာထဲမှာကျွန်တော်ဒါကိုအပြည့်ဆုံးကြည့်တာ။နောင်လဲအဲ့ဒီကိစ္စပြောလို့ဖြစ်လို့ရှိရင်ခင်ဗျားတို့မီဒီယာရဲ့အနေနဲ့လည်းမေးရမှာဘယ်တော့မှကျွေးမိလဲမေးစေချင်တာပေါ့။ဆိုရင်လည်းလွတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်လည်းဆွေးနွေးတဲ့ခါမှာဒါကဘယ်တော့မှဖြစ်ခဲ့တဲ့ကျွေးမိလဲဆိုတော့ပြောစေချင်တာပေါ့။သို့တော့ဘသူမှမပြောသည်ဖြစ်စေမပြောသည်ဖြစ်စေဆွေးနွေးသည်ဖြစ်စေဆွေးနွေးခြင်းနောင်ဒီလိုသတင်းတွေမှာတော့ ကျွန်တော်တို့ရဲ့အများပြည်သူဝန်ဆောင်မှုတောင်းတဲ့တင်းစားတွေကတော့ဒီကိစ္စနဲ့ပတ်သက်လို့ဘဒုလက်ထက်ကဖြစ်ခဲ့တယ်။နောက်ဆုံးကုကုပြောရမယ်ဗျာ။ဟဲ့လားယူထားတဲ့လူကဘဒုပါဆိုတာအထိကျွန်တော်တို့လောရင်ပြည်သူအသိပေးသွားမှာပဲ။ဟုတ်ကဲ့ပါဗျာ။ဟုတ်ကဲ့ပါဝန်ကြီးဗျာ။ဒါကတော့ဒါအတန်းပြည်ရဲ့ဗန္ဓာရေးအခြေအနေတွေလက်ရှိအစိုးရအနေနဲ့ဒါကြုံတွေ့နေရတဲ့အခက်အခဲတွေကအဲတခုပေါ့နော်။နောက်ထပ်ကျွန်တော်တို့သိချင်တာကတော့နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့မြန်မာအိမ်ကြီးချင်းတရုတ်နိုင်ငံနဲ့ရဲ့အဲ ဆက်ဆံရေးပေါ့နော်ဒီဆက်ဆံရေးကိစ္စတွေကလည်းဒါကျွန်တော်တို့အဲအစိုးရဘက်နဲ့ဒါဥပမာမြစ်ဆုံစီမံကိန်းလိုကိစ္စမျိုးတွေပေါ့နော်တမတာကြီးကဒါသူ့ရဲ့ဇူဟာတတန်ကာလာအတော်တွင်းနဲ့မှဒီဟာကိုအဲရက်ဆိုင်ထားမယ်ဆိုတာမျိုးသူပြောကြခဲ့တယ်အဲဒါပေမဲ့ဒီရုပ်ောက်ပွဲပြီးတဲ့နောက်ပိုင်းဒီတက်လာမယ်အစိုးရအနေနဲ့ဆိုလို့ရှိရင်လည်းဒီကိစ္စတွေကိုသူတို့တာဝန်ယူပြီးတော့ဆောင်ရွက်ရမယ်ခြင်းတွေမျိုးတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဗျဆိုတော့အဲ့ဒါမျိုးတွေအပေါ်မှာဆိုလို့ရှိရင်ရောအဲဝန်ကြီးတို့အစိုးရဘက်နဲ့ဘယ်လိုမျိုးတွေလဲဆောင်ရွက်သွားဖို့တွေလဲရှိမလဲပေါ့နော်ဒါလေးလည်းကျွန်တော်တို့အကြံဉာဏ်သိလို့ပါတယ်ဗျဟိုမြစ်ဆုံကိစ္စကတော့ဒါကျွန်တော်တို့ ပြောထားတာရှင်းပါတယ်လေဒါကျွန်တော်တို့နောက်ဒီဆော့တဲ့ထက်မှာကျွန်တော်ရက်ထားမှာပေါ့နော်ဆိုင်းကထားမှာအဲ့နောက်ဆော့တဲ့တဲ့ခါမှာဘယ်လိုပဲတက်ပါစေဒါကတော့ကျွန်တော်ချုပ်ထားတဲ့စာချုပ်ပေါ်မှာဒီလိုမှအဖြေရှားမှာပေါ့နောက်တစ်ခါတော့တရုတ်နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံဆက်ဆံရေးပြောရအောင်ကျွန်တော်တို့ဒီအရင်တော့ကတော့ဆွေမျိုးပေါ်ပေါ်ဆက်ဆံရေးပေါ့တော့ကျွန်တော်ဆိုးကတောင်ဝင်ပြီးရတဲ့ခါမှာတော့မဟာဗျူဟာမြောက်နမိတ်ဖက်နိုင်ငံများဆင်ကိုရောက်သွားတယ်ဆိုတော့ဘာလို့အဲ့မှာတို့တော့ကျွန်တော်ကပါရတိုင်းကဘာပြောင်းသွားလဲဆိုတော့အရင်တော့ကတော့ကျွန်တော်အစိုးရချက်ဆက်ဆံရေးဦးစားပြုခဲ့တာပေါ့ ဟိုကမဟာပြည်ပေါ်မြောက်ဆက်ဆံရေးလည်းဖြစ်သွားတယ်ကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးစနစ်ကိုကြောင်းလဲသွားတဲ့အခါမှာအရင်တော့လို့အစိုးရချင်းဆက်ဆံရေးနဲ့မရတော့ပြည်သူချင်းဆက်ဆံရေးပြီးလာပြီနောက်တစ်ခါကျွန်တော်တို့ဒီဒေတာမှာရှိတဲ့ဒေတာကလူအဖွဲ့အစည်းတွေရဲ့တဘောပအဝင်ဆိုင်ရာလူမှုပအဝင်ဆိုင်ရာစိုးရိမ်ပူပါမှုတွေပါလာပြီနောက်တစ်ခါတစ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေကျင့်ဝတ်နဲ့ညီလို့ဆောင်မှုတွေပါလာပြီဆိုတော့ကျွန်တော်တို့ကြိုင်တွဲမဲ့ပြဿနာတွေပိုးရှုပ်ထွေးလာတာပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့က ဖယောင်းပြောရင်ပြောတော့ကျွန်တော်တို့ဒီအခုအချိန်မှာတော့ကျွန်တော်တို့ဆက်ဆံရေးကိုကောင်းနေတယ်ကောင်းအောင်လည်းဆက်လုပ်နေတယ်ပို့ရှုပ်ထွေးနဲ့နေလာတဲ့အခြေအနေညီရင်ဆိုင်နေကြိုက်တွေ့ဖြစ်ရှင်းနိုင်အောင်ကျွန်တော်လုပ်နေတယ်ဒီအခြေအနေပေါ်မူတည်ပြီးတော့မှအနောက်တာဝန်ရွေးတွေကဆက်ပြီးစဉ်းစားမှာပေါ့ဒီကိစ္စ။ဟုတ်ကဲ့ပါခင်ဗျ။ဟိုနောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒါ opposition အနေနဲ့အများအားရက်တည်ခဲ့တဲ့ဒီမြို့သားဒီမိုကရေစီဘက်ကြောင့်ဥရဒေါက်တာဆန်းစုကြည်ကပြီးခဲ့တဲ့ရပ်ပိုင်းကသူတို့ရုပ်ကပွဲဝင်မဲ့တရန်စာရှင်းလင်းပွဲမှာပဲသူတို့ပြောကြခဲ့တာကအဲ NLD အနေနဲ့100%အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တော့မှဒီ အနာလွယ်ပြောင်းရေးတို့စဆရရတန်ပြည်ရဲ့နိုင်ငံရေးကိစ္စတွေကိုမြို့သားပြန်လဲတင့်မြက်ရေးဆိုတဲ့မူဝါဒအပေါ်မှာအခြေခံပြောသူအနေနဲ့ဆောင်ရွက်သွားမယ်ဆိုတဲ့သဘောမျိုးသူပြောကြားခဲ့တာရှိပါတယ်ဗျအဲ့ဒီအပေါ်မှာဆိုလို့ရှိရင်ရောဒါဒါဝန်ကြီးတို့ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့အစိုးရကနေပြီးတော့လဲဒါကေရီယာလောက်လာတဲ့ဒီဒီတောင်ရှိပုံကိုယ်တွေအနေနဲ့ဆိုလို့ရှိရင်ရောဒီအပေါ်မျိုးမှာဘယ်လိုမျိုးသဘောထားမျိုးများပြန်ပြီးတော့ပြုလို့ရနိုင်လဲပေါ့နော်ဒါလည်းသိလို့ပါတယ်ဗျကျွန်တော်တို့နိုင်ငံကတော့ခင်ဗျာကျွန်တော်ခုနရှင်းပြတယ်ပေါ့နော်ဒီပဋိပက္ခထဲမှာနှစ်ပေါင်းများစွာကျွန်တော်တို့ကနေခဲ့တဲ့နိုင်ငံပေါ့ ဆိုတော့မျိုးသားပြန်လဲစီလုံးညညရေးမျိုးသားပြန်လဲတက်မြိုက်ဆိုတော့ကျွန်တော်နိုင်ငံအတွက်အရေးကြီးဆုံးလို့အချက်ပေါ့တမရော်ဆိုတော့တော့မှနိုင်ငံနိုင်ငံရေးဥတည်ချက်လေးရဲ့အထက်မှာမျိုးသားပြန်လဲစီလုံးညညဆိုလို့ထည့်ခဲ့တာပေါ့တိုးတော့အကောင့်ထဲပို့ပေါ်ပုံနီးလန်းနီးလန်းနေတောင်းတောင်းနားလည်မှုရှိတဲ့အကြောင်းအောင်မြင်သင့်တော့မအောင်မြင်တာတွေပဲရှိမှာပေါ့တိုးတော့ဒီဘက်တပ်ပိုင်းလက်ထက်မှာကျတော့မျိုးသားပြန်လဲတက်မြိုက်ရေးမျိုးသားပြန်လဲစီလုံးညရဲ့ပို့လို့မှအချိန်ခုန်ရလာတာပေါ့နော်ပို့လဲကောင်းတယ်ဒါကြောင့်လည်းအမိုက်ဂေါန်ဆန်းစုကြည်တို့ဒီပါတီပါဝင်ကျန်တဲ့ပါတီတွေကလွတ်တော်တွေရောက်လာတယ်သူတို့တွေက2000 ဒီ15ရုပ်ောက်ဘုတ်မှာဆက်ပြီးတော့ရှင်ပြန်ရမယ်။နောက်ငင်းချမ်းရေးအတ္တမပြိခရဲ့စေဘုတ်ကနေနိုင်ငံရေးအဖြစ်ရှာဖို့ထိရည်စူးထားတဲ့ငင်းချမ်းဆုံးမှုတွေဖြစ်လာတယ်။ဆိုတော့ဒါတွေအားလုံးကကျွန်တော်တို့ရဲ့တမရိုင်းဥဒိန်စင်ရဲ့ဒါအမျိုးသားပြန်လဲစီလုံးညညရေးမူဝါဒကြောင့်ဖြစ်ခဲ့တာပဲ။အဲ့တော့ဒေါ်ဆန်းစုကြည်လိုပါတီနဲ့ဒီကိစ္စမျိုးဆက်လုပ်မယ်ဆိုရင်ကျွန်တော်တို့အများကြီးကြိုးဆိုတာပေါ့။တကယ်တော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှာမဟုတ်ပါဘူး။ဘယ်ပါတီပဲဖြစ်ဖြစ်ဒီအထိုင်ဘောပဲရက်တီဗီလုံးမှာပဲကျွန်တော်နိုင်ငံကသာဝရတည်တဲ့နေနေရရမှာ ဟုတ်ကဲ့ပါဗျာတမတားကြီးဦးဆောင်တဲ့အစိုးရဘွဲရဲ့ဒီ9နှစ်တာကာလဒီအချိုးကြီးဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ပတ်သက်ပြီးဦးဆောင်ပြီးတော့ဒါနိုင်ငံပြည်ပြင်ကြောင်းလဲမှုတွေကိုဖော်ဆောင်ခဲ့တဲ့ဒါပန်းဝင်ကာလအချိန်လို့လည်းဒါကျွန်တော်တို့သတ်မှတ်လို့ရတယ်ပါခင်ဗျာဆိုတော့ဒီပန်းဝင်ကာလနောက်ဆုံးအချိန်တွေမှာတမတားကြီးအနေနဲ့ဘာတွေကိုအဓိကဦးစားပေးပြီးတော့အဲပြည်ပြင်ကြောင်းလဲရေး လုပ်ငန်းစဉ်တွေလက်ကျန်ကိစ္စတွေဘယ်လိုတွေများရှင်းလင်းသွားမလဲပေါ့နော်အဲ့ဒါလေးတွေကိုလည်းပြည်သူတွေသိအောင်တို့အတွက်နောက်ဆုံးကျင်းချုံပြီးတော့ကျွန်တော်တို့ပြောပြပေးပါဦးပထမဆုံးကျွန်တော်တို့ဥသာပေးလို့ရမှာတော့တနိုင်ငံလုံးအပြစ်ခတ်ရဲစရိတ်ဆိုင်ရာသဘောလူစားချက်ကိုလက်မှတ်ထိုးနိုင်ဖို့ပေါ့ဓမ္မသာလေးနောက်ဘယ်သူဝဲလာလာဒီနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာကျွန်တော်အခြေခံပေါင်းပုံပေါ်တစ်ခုရတယ်ပေါ့ဒါကိုလက်မှတ်မထိုးနိုင်ဆိုရင်နောက်ဆိုးရတဲ့အခါမှာတိုင်းသာလက်နက်ကိုင်တွေဘက်ကလည်းကြက်တီကြက်တီပြောင်းသွားနိုင်တယ်နောက်တာဝန်ယူလာတဲ့ဆိုးရမှာလည်းချင့်ကပ်ဖို့ချင့်ကပ်တီပြောင်းသွားနိုင်အောင်အလုံးတက်ကပြန်စားနေတယ် ပထမဆုံးကျွန်တော်ဦးစားပေးလုပ်နေတော့ဒီကိစ္စပေါ့နှစ်ကတော့ကျွန်တော်အထူးသဖြင့်ကျွန်တော်စီဝိုင်းပြင်ပြောင်းလဲမှာပေါ့အဲ့တော့ပြီးခဲ့တဲ့ကျွန်တော်လေးနှစ်တာကာလအတွင်းမှာကျွန်တော်လုပ်ခဲ့တဲ့စီဝိုင်းပြင်ပြောင်းလဲမှုအများစုဟာကျွန်တော်တို့မီခရို level မှာပေါ့နော်အပေါ်ထပ်မှာဖြစ်ခဲ့တာလေပေါ့ဆိုတော့အောက်ချိန်မှာကျွန်တော်တို့အခုတတိယလိုင်းမှာကျွန်တော်တို့တကယ်အကောင့်တွေပေါ်တဲ့အခါကျတော့ပြည်သူတွေလက်ထက်ကိုမရောက်သေးတာရှိနေတာပေါ့အဲ့ဒီမရောက်သေးတဲ့နေရာတွေအားလုံးကိုကျွန်တော်တို့လက်ထက်မှာတော့တတ်နိုင်သမျှကျွန်တော်တို့ဒီပြင်ပြောင်းလဲရဲ့အကျိုးရလဒ်တွေကိုကျွန်တော်တို့ခန်းစားနေအောင်ကျွန်တော်လုပ်ပေးသွားမယ် မပြီးတဲ့ဟာတွေအားလုံးတော့ကျွန်တော်တို့ခိုင်မာတဲ့ foundation နဲ့ခြာပြီးခဲ့မှာပေါ့ဒါကတော့ကျွန်တော်လက်ရှိလုပ်မယ်ဒီမှာကျွန်တော်ကအဓိကကျွန်တော်တို့ရင်ဆိုင်တဲ့စိန်ခေါ်မှုကဘာလဲဆိုတော့ကျွန်တော်တို့ပြုပြင်ပြောင်းလဲရေးစတဲ့အစိုးရတက်စတာတော့ခမားပါဝင်ဘယ်တော့မှဒီပြုပြင်ပြောင်းလဲရေးမယုံညောက်ဒါပေမဲ့ကျွန်တော်တို့တစ်နှစ်လောက်သမ္မတကြီးကစလိုက်တဲ့ခါကျတော့လူတွေတော်များယုံကြည်လာတယ်ယုံကြည်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ယုံကြည်လာတဲ့အပြင်သူတို့ရဲ့ပြောင်းလဲချက်တွေကအရင်မြင့်လာတယ်။တစ်ဖက်ကကျွန်တော်တို့မှကြတော့လေဟလာဖွဲ့စည်းပုံရတော့လည်းကောင်း positive ဖွဲ့စည်းပုံချေကဥရရတော့လည်းကောင်းကျွန်တော်တို့ရဲ့ အရင်လက်ထက်မှာကျင်လည်ခဲ့ရတဲ့အတွေ့အကြုံတွေကိုဒီဘက်ကိုကူးပြောင်းတဲ့ခါမှာကြော်လွှားနေရတဲ့အခက်အခဲတွေကြောင့်တော့လည်းကောင်းနောက်ကကျွန်တော်တို့မှာလိုအပ်တဲ့အတတ်ပညာဒီပညာတွေမရှိသေးတဲ့ကြောင့်လို့ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကညော့နေတယ်။အဲ့တော့ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်နဲ့ပြည်သူပြည်သားတွေဖော်ပြန်ကြမှာကွာခဲ့ရှိတယ်။အဲ့တော့ပြည်သူတွေရဲ့ဖော်ပြချက်ကိုကျွန်တော်ရှော့ဟိုင်းလို့မရအောင်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပဲပြင်ရမယ်။တိုးတော့တစ်ထက်တည်းတော့ခွင့်ပြုမကြသေးဘူး။အဲ့တော့ဂျာမန်ကွာခဲ့ဖြစ်လာကျွန်တော်ဘာဖြစ်လာလဲဆိုတော့တချို့လူတွေကဒီကွာခဲ့ကိုထောက်ပြပြီးတော့မှအဖြစ်မှကိုပြည်သူတွေနားလည်အောင်လုပ်မယ်စား လက်ရှိပြုပြောင်းလဲပုံမှာအထူးသဖြင့်ရုပ်ောက်ဘွယ်နေလာနေမြတမလာရေးဦးသိန်းစင်ပုံမှာအမြင်ဆောင်အောင်အမြင်မကြည့်အောင်အထင်မြင်တွဲမောင်းလောက်လာနေဖြစ်တာပေါ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့ရှင်းဆိုင်ရတဲ့ဖြစ်တယ်။သို့တော့အဲ့ဒါတွားမဲ့ပန်းနိုင်တော့ဝေးသေးတယ်။ဒါပေမဲ့ခင်ဗျားပြန်လှည့်ကြည့်မယ်ဆိုတော့ကျွန်တော်တို့အများကြီးခိပောက်ခဲ့လို့မြင်နိုင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဆိုတော့ဝင်းကြီးခင်ဗျာဝင်းကြီးနဲ့အတူတူဒါတမတာကြီးရဲ့ဥဆောင်မှုနဲ့ပြုပြင်ပြောင်းလဲရေးကိုအဲအတူတူကလက်တွဲပြီးတော့ဖော်ဆောင်နေကြတဲ့ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးတွေရဲ့ဒီငါးနှစ်တာကာလအတွင်းဆောင်ရွက်ချက်တွေတရားတွေပေါ်မှာဆိုလို့ရှိရင်ရောဝန်ကြီးအနေနဲ့ဒီ conclusion ကိုဘယ်လိုမျိုးများပြန်ချုပ်ပြီးတော့သုံးသပ်ပြီးတော့ပြောပြချင်ပါသေးလဲဗျာလက်ရှိဝန်ကြီးဖွဲ့ထဲမှာတာဝန်ထမ်းဆောင်နေတဲ့လူတွေပေါ့နော်အဲတော့လက်ရှိတမလာကြီးတာဝန်ယူနေချိန်မှာထမ်းဆောင်ပြီးတော့မှဝန်ကြီးဖွဲ့အပြောင်းလဲကြောင်းနိုင်ယူတဲ့ပုံစံတွေအားလုံးကကျွန်တော်တို့အတွေ့ဟိုစစ်ဘက်အတွေ့အကြုံရရောလုပ်တဲ့အတွေ့အကြုံရောအတွေ့အကြုံများများတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကိုတော့ကျွန်တော်ဟိုမချက်မချလို့ပေါ့ ို့တော့တေချာတာတခုကတော့ဒီအားလုံးကတော့ဒီပြုပြင်ပြောင်းလဲရေးသွားရမယ်သွားမှသာလေမြန်မာနိုင်ငံတကယ်ဒီစစ်မှန်တဲ့ဒီမိုကရေစီထွန်းကားတော့မှဒီလူမှုစည်းဝေးဘဝဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ကိုရောက်နိုင်မယ်နိုင်ငံတကာမှာဝန်ဆက်နိုင်မယ်ဆိုတဲ့ဟာကတော့မဟာဗျူဟာရည်မှန်းချက်မှာတော့ကျွန်တော်အားလုံးတူကြတာပေါ့တိုးတော့ဒီဗျူဟာဘက်မှာတော့တူချင်းရဲ့ခေါင်းဆောင်မှုပုံစံရယုံကြည်မှုရနေချင်းမြန်ချင်းနောက်ချင်းကပုံကွယ်နိုင်လို့ရှိနေပါတယ်။ဒါတို့တော့အလုံးခြုံပြောရင်တော့ တမလာရဲ့ဥဆောင်မှုအောက်မှာကျွန်တော်တို့ဒီအတင်းတစ်ဖွဲ့တစ်ခုနေနဲ့ကျွန်တော်တို့တာဝန်ထမ်းဆောင်ရတယ်သို့တော့ဟန်တရားရဂိုင်းတို့အတင်းဖွဲ့စိတ်နဲ့လုပ်နိုင်သားဆိုတော့အားနည်းချက်ရှိသေးတယ်လို့ပြောပါမှာဟုတ်ကဲ့ပါဝန်ကြီးပါဟိုတစ်ခုကတော့ကျွန်တော်ရှေ့မှာမေးဖို့ကြံသွားလို့ပါဝန်ကြီးပါဒီတမလာကြီးရဲ့အအကြံပေးတဦးအနေနဲ့ပါဝင်ပြီးတော့ဆောင်ရွက်ခဲ့တဲ့ဒီပုဂ္ဂိုလ်တဦးကနိုင်ကအနေနဲ့ဒီဦးဆောင်ပြီးတော့ထူထောင်ထားတဲ့နိုင်ငံရေးပါတီနဲ့ဒါတမဒါကြီးနဲ့တမဒါကြီးရဲ့ဒီကက်ဘိနက် ဖွဲ့ဝင်တွေနဲ့ကြားထဲမှာဗောနော်ဒါတာမန်ပြည်သူတွေကြားထဲမှာတော့ဒါအရင်ကို confuse ဖြစ်နေပါတယ်ဗျဆိုတော့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဝန်ကြီးဟိုအနေနဲ့ဒါတမတာကြီးကဘယ်လိုလမ်းညွှန်မှုတွေရှိတာလဲတမတာကြီးတွားလို့တဲ့ဇန်နာတွေကဒီဟာတွေနဲ့ပတ်သက်မှုတွေရှိမလားမရှိမလားဗောနော်ဒါမျိုးတွေရာစားလဲကိုကိုပြောပြောလေးတို့သိလို့ကြပါတယ်ခင်ဗျာဒါလေးလည်းကျွန်တော်တို့ရှင်းပြပေးပါဦးဗျာပထမဆုံးကျွန်တော်ပြောချင်တာတော့ဆရာနေစင်လက်ကကျွန်တော်တို့တမတာရဲ့အကြံပေးဖြစ်တာဝန်ထမ်းဆောင်တဲ့အခါမှာသူ့ကိုတာဝန်ပေးထားတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပေးတာလွယ်လို့ သူ့ရဲ့အနာဂတ်နိုင်ငံရေးရည်မှန်းချက်တွေသူပါတီဖွဲ့မယ်ဆိုရင်လည်းပတ်သက်လို့တမလာကြီးနဲ့ကနေပေါ့တိုက်တွန်းလာလည်းမရှိခဲ့ဘူးကိုနေစင်လက်ကိုနော်အားပေးလာလည်းမရှိခဲ့ဘူးဒါသူ့ရဲ့ပုံလိကဆုံးဖြတ်ချက်ပဲတိုးတော့ပုံလိကဆုံးဖြတ်ချက်ရသူပါတီမှာနာဂတ်လုပ်တဲ့ခါမှာတော့ကျွန်တော်တို့စီမှာတမလာကြီးရဲ့အချက်ပေးလုပ်လို့မဆိုရင်ဒီပုံဒီအချိုးစီပွားခြင်းမရှင်းမရှင်းဖြစ်လာနိုင်တယ်နောက်တော့လူတွေတွေထင်မှားနေကြတော့တမလာကြီးရဲ့သူ့ကိုဒါအချက်ပေးဖြစ်ကနေလုပ်ထုတ်ခွင့်ပြုလိုက်တာပေါ့ဒါမှမဟုတ်ဒီပါတီနဲ့ မရာကြီးနဲ့ကကျွန်တော်တို့အမပတ်သက်မှုရှိပါဘူးဒီပါရီထောင်ချင်းဟာဆရာနေဇလန်နဲ့နိုင်ငံသားတယောက်ရဲ့အခြေခံဥပဒေပေးထားတဲ့အခွင့်အရေးအတူတည်ထောင်တာပဲဒါပေမဲ့ပြဿနာဘာကြီးလဲဆိုတော့လူတွေကရွေးကောက်ပွဲနီးလာနေမြတ်ညှော်မှန်းချက်တွေရည်မှန်းချက်တွေရှိကြတယ်ရှိတဲ့အခါမှာအစ်စ်ပေါ်လာတဲ့ဟလာပလေယာအစ်စ်တွေကိုတရင်တနည်းနဲ့ကြိုးစောမှဆာဒီလူကဘယ်ရလာတာပဲဒါကြောင့်မလို့ဘယ်သူနဲ့တော့ပတ်သက်နိုင်နေဆိုတော့ကြိုတင်ဆုံးဖြတ်ချက်တွေနဲ့ဟိုပုံဖြတ်တာတွေပုတ်ခတ်တာတွေအထင်မှောင်ပြောတာတွေရှိတာပေါ့ဒါကြောင့်ဒါတွေကတော့ဟိုကျွန်တော်ထင်တယ်လေကျွန်တော်နိုင်ငံမှာ ဒီမိုကရေစီတကယ်လှုပ်ချင်တယ်ဆိုရင်နိုင်ငံကြီးလှုပ်တဲ့နိုင်ငံကြီးခေါင်းဆောင်တွေပါတီတွေနဲ့ဓာတ်မှုတော့ရှောင်ချတင်တာပေါ့မကြခင်ကပဲကိုနေစလန်ရှင်းလာရှိသူ့ကိုဟန်တာဝူလီမှာဟိုကွန်ထရိုက်ပေးထားတယ်လို့လွတ်တော်ကိုယ်စားလှယ်တယောက်ကပြောတယ်ဆိုပြီးတော့မှစတန်ဒါဆောင်ကရေးလာမှုရှိဒါမှမဟုတ်ဂျာနယ်တွေနဲ့လည်းလည်းတရားပြန်စီစဉ်မှထည့်တင်တာပေါ့အနည်းဆုံးတော့ကာကန်ရှင်ကိုဘေးလုံးမှာကာကန်ရှင်မှတ်ချက်တွေမှာတွေ့ပြီးတော့ပေါ်ပြတင်တာပေါ့ဘာလို့ဆိုရုပ်ကော်ဘော်နီလာနဲ့မြတ်ဟိုတယောက်နဲ့တယောက်တိတ်ခါချတယ်ရှုပ်ပုံနဲ့ပတ်တဲ့အပြောဆိုတွေပုံများလာတဲ့ခါမှာ နိုင်ငံသားတွေအနေနဲ့ပို့ပြီးတော့တာဝန်ရှိသလိုမီဒီယာအနေနဲ့စမ်းစစ်ဖို့တာဝန်ရှိတယ်ကျွန်တော်မြင်တယ်အဲ့တော့ပြန်ချုပ်ပြောရတော့ခုနသမ္မတကြီးနဲ့ကိုလင်ဇလန်ရဲ့ပါတီကိုချိတ်ဆက်ပြီးတော့ပြောဆိုနေခြင်းသည်အဲ့ဒါနိုင်ငံရေးအကျိုးစီးပွားရေးတမင်သက်သက်ပုတ်ခတ်ပြောတဲ့အဆင့်ပဲရှိတယ်ပြည်သူတွေနဲ့မယုံမှန်းတဲ့လို့ပြောချင်တယ်ဟုတ်ကဲ့ပါဝင်ကြည့်သူတွေပါကြည့်ပါဝင်ကြည့်ပါ